မင်္ဂလာပါကိုကိုမတို့ရေမတုံလို့ရဲ့ရန်ကုန် Audio Pod Channel ကနေကြိုလိုက်ပါရနော်ဒီတစ်ခါဝတ်သုံးလေးဆက်ပြီးမဲ့ဇာတ်လမ်းလေးကတော့မဖြစ်သင့်ဘူးလို့သိပါလေနဲ့တားမြင့်ထားတဲ့ချက်ချင်းစီးကိုရေခုံစီးနေတဲ့တို့လွန်ဆန်မိခဲ့ကြတဲ့ခဲလောင်တစ်ထီးကြီးနဲ့တက္ကသိုလ်နောက်ဆုံးနေတဲ့နေရဲ့ခဲမချော်လေးတို့ရဲ့ရင်ခုန်ဆက်လို့ရှားစရာအရန်ကောင်းနေတတိကြီးနဲ့ခဲမတော်ဝန်ခွဲဆိုတဲ့အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ဝတ်သုံးလေးတို့အဆုံးထိအောင်လိုက်ပါကြည့်ရှုခန်းစားနာစဉ်အားပေးကြပါအောင်ရှင် ရန်ကုန်မြို့ရဲ့စီးပွားရေးတိုင်းဝိုင်းထဲမှာနယ်မြေကြီးရဲ့ကိုရန်လက်ကယ်စီဟော်ရင်းဆိုရဲကုမ္ပဏီကြီးတစ်ခုကလိုတိုင်းအားကျရတဲ့လောက်အောင်အောင်မြင်မှုတွေရှိနေပြီးဒီကုမ္ပဏီကြီးရဲ့ managing director ကတော့သုတပိုင်းဆိုရဲအသက်30ရဲ့တထေးလေးတခုဖြစ်ပါတယ်သုတပိုင်းဟာရုပ်ရည်ကတက်ရက်ခန်းညပြီးအေးစက်ထင်းငိမ့်တဲ့မျက်နှာထားကသူ့ရဲ့အောင်မြင်မှုနဲ့အာဏာကိုဖော်ပြနေပါတယ်သူကကိုချင်းတရားနဲ့လောကိစ္စတွေသာမကပဲတန်ရှင်းရင်းလိုမျိုးအသေးဖွဲလေးကစားပြီးစီကံကြီးသူတရားမှု တွဲဖက်လုပ်ငန်းပါဌနာအကြီးအကဲတွေကတောင်မှတတိလေးသုထပိုင်းကိုလေးစားကြည့်ခင်ကြရသူပါ သူ့ရဲ့ဘဝတစ်ခုလုံးကိုလည်းအာမြင်မှုတွေနဲ့သာအနာကက်ကိုပုံပေါ်ထားတာကြောင့်အချီးရင်စိတ်ခံစားမှုဆိုတာသူ့တဲ့ဦးစားပေးစည်းမှာလုံးဝပါဝင်ခဲ့ပါဦးဒိုင်းမလလုပ်ငန်းရဲ့ရည်ရှိချိုးစီးပွားအတွက်နဲ့လူကြီးမှတွေရဲ့စီစဉ်ပေးမှုတွေကြောင့်သုထပိုင်းဟာလက်ရှိမှာ Ryan Diamond Group ရဲ့အမွေဆက်ခံသူနွယ်နီဆိုတဲ့အမျိုးသမီးချော်လင်းနဲ့ဆက်ဆက်ထားပါတယ်နွယ်နီကလည်းသူ့လိုပဲ မာနာ TV ရင်မှန်းချက်ကြီးမှလို့ဖြစ်တာကြောင့်တော်တော်လုံးဟာစီးပွားရေးနယ်ပယ်မှာပြည်ပြည်စုံနဲ့ပါနာတွေဖြစ်နေအားလုံးကတိတ်မှတ်ပြုထားကြတာပါ။နယ်နီကလည်းအိမ်အောင်ပြုတ်ရင်တုံမရဲ့ရင်မှန်းချက်တွေတခမ်းရက်သားမအောင်ဆိုရင်ပြီးသူ့ရဲ့ဖြစ်ရှင်နဲ့ပန်းတိုင်းကိုရှောင်းလွတ်လပ်စူးစမ်းခြင်းတရားကြောင့်မိလာဝဲကိုနှစ်ကြောင်ရှေ့ဆိုင်ထားခဲ့ပြီးနိုင်ငံသားမှအခြေတော်များနေထိုင်နေရသူပါ။တော်တော်လုံးဟာတိုင်းပြည်ပြည်သူစိတ်ဆက်ထားကြရင်ပဲ ကိုဝိုင်မာနာရဲ့ဆရာတဲ့ခေတ်လင်ငယ်လေးဖြစ်တာကြောင့်တီးခြားစီနေရပေမဲ့လည်းအထီးကျန်တဲ့နေရာမရှိပဲအလုပ်တွေကတော့အအောင်ဆိုင်ပြီးဖြတ်တန်းနေကြပါတယ်ဒီလိုနဲ့တနည်းမှာတော့နွေနီးရဲ့မိဘများကနွေနီးရဲ့ညီမဝန်ကဲဖြစ်သူမျက်နှာချို့ကိုရန်ကုန်မှာတက္ကသိုလ်နောက်ဆုံးနေ့ဖြစ်ရန်အတွက်ကျောင်းတက်ဖို့စီစဉ်ပေးရင်တုဒ္ဓဖိုင်ရဲ့မိဘလေးစီကိုရောက်လာတဲ့အခါမှာတော့မိဘစိတိကလည်းဘိုးဘေးဘီဘီနဲ့ကရင်းနှီးမှုရှိခဲ့ကြသလိုတာသမီးတွေကိုလည်းမကြင်နဲ့ထပ်ပေးဖို့စီစဉ်ထားတာကြောင့် သူတို့ဘာရဲ့ဖခင်ကိုယ်တိုင်ကလည်းသူတို့အိမ်မှာနေပြီးကြောက်တဲ့ဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဖခင်ရဲ့ဒီလိုစီစဉ်မှုဟာတားပြီသူတားပြီလုံးသားပိုင်ရှင်သူတို့ဘာရင်အတွက်ဘဝအလေးပြောင်းဖြစ်ဖို့ဖန်လာခဲ့ပါပြီ။မြန်နိုးချုံဟာအသက်22နှစ်သားရှိသေးပြီးတက္ကသိုလ်နောက်ဆုံးနှစ်ကိုရန်ကုန်မှာဆက်တက်ဖို့ကြောင်းလာခဲ့တာပါ။နွေနီးရဲ့ညီမဖြစ်တဲ့အတွက်သူတို့အပိုင်းကလည်းသူ့ရဲ့ညီမလေးလိုပဲလူရည်သိမရှိဆောက်ရှောက်ပေးဖို့တောင်းရင်ယူခဲ့ရပါတယ်။ညနှိုးချွေရဲ့ပုံစံကတော့ မြုပ်ဖျားရဲ့စတိုင်နဲ့ဝေးကွာပြီးတဘာဝလောက်ကိုပိုင်ဆိုင်သူလေးဖြစ်ပါလေရှင်။သမားရဲ့နူးညံ့တဲ့မျိုးဝမများကကဲရီပြေလိုတည်ငြိမ်နေပြီးဖွင့်လင်းတဲ့အပြုံးတွေကနှွေဦးလေးပြေလိုတင်းပြတ်နေရဲလို့ဆိုလိုက်ရအောင်တဘာဝဆန်တဲ့လှတဲ့ကိုပိုင်ဆိုင်ထားတဲ့သူပါ။သမားဟာလုံမင်းယူသားပြီးစိတ်ကူးရင်တဲ့သူတဦးမို့သုဒ္ဓပိုင်ရဲ့စိတ်ကိုင်းနေတဲ့အီးစက်တဲ့ပဝင်းချင်ကိုဝင်းရောက်လာတဲ့အခါအရင်ဟာထူးခြားနေခဲ့ပါပြီ။အစာပိုင်းမှာတော့သုဒ္ဓပိုင်ဟာ ညနိုးချိုကိုနွယ်နည်းရဲ့ညမဖြစ်သွားသဘောထားပြီးတင်းကျပ်တဲ့စည်းကမ်းများကိုတခြားသူများလိုပဲသတ်မှတ်ထားခဲ့ပါတယ်။ထိုင်မဲ့နေစဉ်လိုလိုအိမ်မှာမင်းချင်းဆိုင်တွေ့ဆုံနေရတော့ညနိုးချိုရဲ့ရုပ်သားမှုနဲ့လုံညံမှုတွေဟာသူ့တာပိုင်ရဲ့တမ်းမိလိုခန္ဓာရှိရဲ့နှလုံးသားကိုဖြည်းဖြည်းချင်းလှုပ်ခတ်စေခဲ့ရပါပြီ။ဒီလိုနဲ့တည့်ရမှာတော့ညနိုးချိုဟာအိမ်ရဲ့နောက်ဖက်ပန်းချန်ထဲမှာဆက်ချက်နေရဲ့ခိုက်တံကိုအိမ်မော်ဒက်ကနေလမ်းမြင်နေရတဲ့သူ့တာပိုင်ဟာ ကဘာကျော်လာပိုးထန်တဲ့ပကြီးကားတစ်ချက်ကိုမြင်နေရသလိုခန်းစားမိလိုက်တဲ့အချိန်ကစပြီးသူမလေးကိုပိုင်ဆိုင်ခွင့်သာရခဲ့မယ်ဆိုတော့ခန်းစားမှုတွေကပုံမခိုင်မာလာခဲ့ရတော့တယ်။ဒါပေမဲ့လည်းတစ်ဖက်မှာကအမဖြစ်သူနယ်နီနဲ့ဆိတ်ဆက်ထားတဲ့တူတာပိုင်ဟာမျက်နှာချုပ်ပေါ်ထားတဲ့စိတ်ကန်းစားမှုကိုအတိုင်းဝိုင်းရဲ့ဂုံသိခါတွေယောက်ျားကောင်တယောက်ရဲ့ကိုချင်းတရားတွေကြောင့်သူ့ရဲ့မသိစိတ်ကဆန္ဒကိုအုံနာရဲ့တီတရားကအပြင်းထန်ရင်းဆန်နေခဲ့ပါတယ်။ ဒါကြောင့်သူ့ရဲ့စိတ်တွေလှုပ်ထဲမှာပိုပြီးနှိမ့်မြုပ်ခဲ့ရင်ပဲမျက်နှာတိုင်းအင်ကိုပြောင်းတဲ့အခါမှာတော့မျက်နှာချီရဲ့တိတ်ဆိတ်ငြိမ်သက်ပြီးမျိုးချီတဲ့ငွေတက်ကိုရှောင်လဲ့လို့မရခဲ့ပါဘူးဒီလိုနဲ့တရက်မှာညပိုင်းလောက်ကပြန်လာတဲ့တူတာပိုင်ဟာအေခန်းလေးကဆိုပါအောင်မဆောင်းလေးတူကိုဖက်နေကအိပ်ပျော်သွားတဲ့မျက်နှာချုပ်ကိုတွေ့လိုက်ကြတဲ့အခါသူ့ရဲ့စိတ်လမ်းလေးဟာကြောက်ကြသလိုမျိုးရက်တံသွားခဲ့ပြီးတားမြစ်ထားတဲ့ဇန်နာများဟာသူ့ရဲ့နှလုံးသားကိုပြင်းထန်ဝင်ရောက်ရွက်ခဲ့လာခဲ့ပါတော့တယ် ုတားပိုင်ဟာနွေဒီကိုတစ္ဆာဖောက်ရရောက်မဲဆိုတာကိုကောင်းကောင်းသိရမယ်။မျက်နှာသူ့ရဲ့အပြစ်ကင်းတဲ့မျက်နှာကိုငေးကြည့်ရင်သူ့မနာကိုဖြည်းဖြည်းချင်းနဲ့တိုးကပ်သွားခဲ့ပါတော့တယ်။နွေထီးရဲ့အသက်ရှူတမ်းလေးကိုနားထောင်ရင်သုတားပိုင်ဟာသူ့ဘဝမှာပထမဆုံးချိန်တွေစီကန်းတဲ့ကျင့်ဝတ်တွေကိုမိလျော့ပြီးစိတ်ကစားမှုရဲ့လမ်းညွှန်မှုနောက်ကိုစတင်လိုက်ဖို့တွေးမိလိုက်ပါပြီ။ဒါမှမဟုတ်ဒီချိန်မှာရုတ်တရက်ပုံမိတန်ကသုတားပိုင်ရဲ့စိတ်တွေကိုလမ်းကြောင်းပြောင်းသိပြီးဘောင်းမိတ်ထဲမှာပုံကိုယူကာ ဖုံးပြောရင်းနဲ့ပဲသူ့ရဲ့အကန့်နဲ့ကိုလျှောက်သားပြပါတော့တယ်။ခင်မတော်ဝါကလေးဖြစ်တဲ့မြေနိုးဆိုတဲ့တော့ဖုံးပြီးတန်လေးကပဲကံကောင်းခြင်းနဲ့ဆောင်တစ်ခုဖြစ်ခဲ့ကြပါပြီ။ဒီလိုနဲ့ရတနာပတ်တွေအကုန်လုံးသာနဲ့အမျှသုဒ္ဓဘိုင်ဟာအမြဲတမ်းမြေနိုးချုပ်ကိုသူ့နားမှာရှိနေစေချင်လာခဲ့ပါတယ်။သူဟာရုံးကလူတွေကိုပါအိထိတဲလာကဆက်လုပ်ပြီးမြေနိုးချုပ်ရဲ့ဘေးနားမှာအချိန်ပြည့်ဖို့ကြိုးစားလာခဲ့ပါတယ်။မြေနိုးချုပ်ကလည်းရိုးရိုးနဲ့ဆိုရင်ပဲခေပညာတဲ့လူငယ်တစ်ယောက်ဖြစ်နေတာမို့ သူမရဲ့ခဲကိုတော့သူတော်ပိုင်းရဲ့စိတ်ချင်းနေပြောင်းလဲမှုကိုသတိထားမိပြီးသူမကိုစိုးရင်စားနေမှသိရတဲ့မသိစိတ်ကပျော်ရှင်နေခဲ့ပါတယ်။သူတော်နှုတ်ကဒိတ်စိတ်တဲ့ညနေခင်းရဲ့မှာရင်းနှီးစာစကားတွေပြောကြရင်ရှင့်ကိုချစ်လန်းစီတိုးဖို့ကိုဝင်လင်းနေကြရင်ပဲရှင်နေမှာတော့နှုတ်စားနားလည်နေကြသလိုဖြစ်နေပါပြီ။တညမှာသူတော်ပိုင်းကနွေနီးရဲ့စိတ်ဆက်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်ပြည့်စုံမှုများစွာခံစားနေရတဲ့ညနှိုးချုံဟာသူ့ရဲ့နာကိုရောက်လာတာကြောင့် အရာမတိကြမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုအချင်းချင်းချခဲ့လို့အောင်မြင်မှုတရဖူကိုလည်းအချင်းချင်းဆောင်းခဲ့တဲ့သူတော်ပိုင်ဟာအရှိဆိုရရနဲ့တွေ့လိုက်ကြချိန်မှာတော့ခံစားချက်တွေကိုမျိုးသိမ်မထားနိုင်တော့ပဲမျက်နှိုးချကိုချစ်တဲ့ကြောင့်ဝန်ခံလိုက်ပြီးသူ့ရဲ့အစ်ကိုလည်းမငင်းဆန်ပဲအရာကိုသူ့အနေနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လို့ကိန်းတွေချင်းချင်းပြေးနေပြီးပါတော့တယ်တကယ်တော့ဒီလိုအခြေအနေကိုမျှော်လင့်နေပြီးတဲ့မျက်နှိုးချကလည်းညစ်ဆံမှုခုံအောင်ရှိတော့ပဲတူတာဖိုင်ရဲ့နှွေးထွေးတဲ့ရေခွေကိုကြည်မှုစားပဲခုံဝင်လိုက်ကြပါပြီ။ ိုင်းမင်းနဲ့သူတို့နှစ်ယောက်ဟာမိဘအိမ်နဲ့စီးပွားရေးလုပ်ဖို့ကိုယ်ပိုင်တဲ့အပြင်အထီးကလူဖြစ်တဲ့နွေဒီကိုလည်းခိုင်မာတဲ့အကြောင်းပြချက်နဲ့အသိပေးဖို့လိုနေသေးတာကြောင့်ချစ်သူဘွားကိုလှုပ်ဝက်စာပဲဖျက်တမ်းနေခဲ့ကြရပါတယ်။ချစ်သူတရံတလားကြတဲ့အခါမှာတော့သူထဘဝရဲ့စိတ်တွေဟာနွေနီကိုဆက်လက်သက်စာဖောင်းနေဖို့ဖြစ်တင်တော့လို့သူတို့နှစ်ယောက်ရဲ့တရားဝင်ချစ်သူဘွားကိုရောက်ချင်တာကြောင့်တတိရှိတဲ့ဆုံးဖြတ်ချက်တခုချမှတ်ဖို့အချိန်တန်ပြီးတော့ယူဆကတရက်မှာတော့သူတော်ပိုင်ရနီစီကိုဖုန်းခေါ်လိုက်ပါတယ် ရီမန်းကျဲကြီးမားပြီးလုံများနေတဲ့နွေနီးရဲ့တင်းငိမ့်တဲ့တံကိုကြားလိုက်ရတဲ့အခါသူဒ္ဓဘာရဲ့ရှင်ထဲမှာစိတ်မလိုသလိုခံစားမိပေမဲ့လေ။နေနီကိုမင်းကိုရေးချီကိစ္စတခုပြောစရာရှိလို့ပါ။ကိုရုံးရဲ့စစ်ဆန်မှုကိုရစဲရတော့မယ်နွေနီ။ကိုတကယ်တော့မင်းညမာလေးမျက်နှာချုပ်ကိုချစ်မိသွားပြီ။ကိုကိုခွင့်လွှတ်ပေးပါနော်။ဒီစကလုံးလေးကနေနီအတွက်တရားစီလိုက်လိုက်သလိုတလို့စရာဖြစ်ခဲ့ရရင်မယ်။မာနာကြီးပြီးပညာတတ်တဲ့နွေနီဟာရှိုက်တံထပဲတင်းငိမ့်စွာအသက်ရှူသွင်းလိုက်ပြီ။ခဏတာညီသက်က အဆင့်ပါတဲ့စီးပွားရေးနဲ့လူမှုရေးတွေကြောင့်လက်ခံခဲ့ရတဲ့သူ့ထက်ကိုယ့်ရဲ့ညီမလေးကိုတကယ်ချစ်မိပြီးအဲဒီလူကားတဲ့ဤချင်းကောင်းတွေရဲ့ပြည့်နေရတဲ့သူဖြစ်နေရကြောင်းညီကြီးဆောင်ပဲလက်ခံလိုက်တာက အားလုံးတွေအကောင်းဆုံးအတိုင်းရေလို့တွေ့လိုက်ပြီးခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ကောင်သူ့တာပိုင်းရှင်ရဲ့ရွေးချယ်မှုကိုကျမနားလဲပါတယ်ရှင်ကဘယ်တော့မှအချစ်ကိုဦးဆောင်ပေးခဲ့ဘူးဒါပေမဲ့မျိုးနိုးချုပ်ကိုရှင်တကယ်ချစ်မိသွားတာညီမလေးတဲ့ကောင်းကောင်းချင်းဆုလက်တစ်မျိုးပါပဲကျမတို့ရဲ့စစ်ဆန်မှုကလည်း စီးပွားရေးရာသာဖြစ်ခဲ့တာပါအခုတော့နှုတ်စလုံးရဲ့ပန်းတိုင်းဒီကကြွေပြားသွားခဲ့ပြီးဘာပဲဖြစ်ဖြစ်ကျမညီမလေးကိုတော့ကောင်းကောင်းဆောက်ရှောက်ပေးပါကျမကတော့ခုလိုမျိုးရှင်းရှင်းလင်းလင်းပဲဖြစ်ပြီးသွားပြီဆိုတော့မမကြီးကိုပြန်လာဖို့အသေးချတော့ပါဘူးလို့ပြောပြီးဖုန်းချသွားတော့သူ့ထောင်ရဲ့ရှင်ထဲမှာလည်းဝမ်းနေချင်းတဝဲပျော်ရွှင်မှုတဝဲနဲ့ဖြစ်သွားပေမဲ့စိတ်ထဲမှာတော့အတော်လေးကိုပေါ်သွားခဲ့ရပါပြီရွေးနေ့ရဲ့ခုပြချက်ကိုရရှိပြီးရဲ့နောက်သူ့ထောင်ပိုင်ဟာလူချင်းဝင်ရဲ့အချင်းထောင်ကနေ လွတ်မြောက်သွားခဲ့ပြီးမှမြန်နိုးချီရဲ့ဘေးနားကိုတွားရောက်ပြီးတင်းရဲချပွေဖက်လိုက်ပါတယ်။သူတို့နိုးဟာကြီးမားတဲ့ကဲကဲတွေကိုအောင်မြင်စွာကြောက်ဖြတ်နိုင်ခဲ့ပြီးမှပျော်ရွှင်မှုတွေဟာလည်းအမြင့်ဆုံးကိုရောက်ရှိနေခဲ့ပါပြီ။နောက်နေ့မှာတော့သူတို့ပိုင်ဟာမိမတွေကိုနွေနီနဲ့ဆက်ဆက်မှုရစဲကြောင်းနဲ့မြန်နိုးချုံနဲ့ချစ်သူတွေဖြစ်နေတာမို့လက်ထပ်ပေးဖို့ခွင့်နှောင်းလိုက်ပါတော့တယ်။သူတို့ပိုင်ရဲ့မိဘများကလည်းသူတို့သားရဲ့ပြောင်းလဲသွားတဲ့မျိုးဝန်းတွေမှာစစ်မှန်တဲ့ချစ်ကိုမြင့်တင်နေရတာကြောင့်သားလေးမလေးကိုယုံကြည်စိတ်ချစာနဲ့ တဘောတူကွန်ပျူတာကြာပါတော့တယ်။ဒီချိန်မှာတော့ကဘာအမပြောသူတို့သားနေရာကိုပြပါဆိုရင်တတိသာရီတုထအပိုင်းနဲ့မျက်နှာချိုဆိုတဲ့ကောင်မလေးတို့ဆုံးလို့ဖြစ်ပါလိမ့်မယ်။သူတို့နူးဟာအခက်ခဲမှန်တဲ့မြောက်ကိုကြော့ဖြတ်ပြီးမှစိတ်လွတ်ကိုလုံးနဲ့ကိုပျော်ရွှင်နေကြပါတယ်။မိမတွေကလည်းနောက်လာကြရင်မိမဝဲကိုခန်းသားသားကျင်းပဖို့စီစဉ်နေကြရိမ့်မယ်။သူတပိုင်းနဲ့မြနှုချိုရီရဲ့နှလုံးသားတွေဟာနောက်တစ်ရက်ကိုတော့မဆောင်ဆိုင်နိုင်တော့ပါဘူး။အချင်းရဲ့ပြင်းပြမှုက သူတို့နှုတ်ကိုစောင်းဆိုင်ချုပ်ကိုမိရောစေခဲ့ပါပြီ။လူနဲ့ငဲရောက်တဲ့အခါတုဒ္ဓအောင်မှာအပြော်တော်မီအိမ်မရနိုင်ဖြစ်နေရကြောင်းတခြားသူရဲ့အမောကြနေတဲ့အချိန်မှာတော့မြေနှိုးစီရဲ့အခန်းစီကိုထွက်လာခဲ့ပါတယ်။အခန်းတကားကောင်းတဲ့အချိန်မှာလုံသားချင်းဆက်နေရလားမြေနှိုးချုံကလည်းတကားကိုချက်ချင်းဖွေးပေးလိုက်ပါတော့တယ်။တကားခွင့်သားချိန်မှာသူတို့နှုတ်ကစကားလုံးတစ်ခုမှပြောကြပဲတယောက်မျိုးဝန်းထဲကိုတယောက်ဆက်ကြည့်နေခဲ့ကြပြီ မြန်နိုးစုရဲ့မျက်နှာမှာတော့ရှည်ရမှုထက်တောင်းတမှုကပေါ်ပြီးကြီးစိုးနေခဲ့ပါတယ်။သူမရဲ့သဘာဝဆံပြီးချုံမင်းနဲ့လာတရားတွေကလည်းသူထပိုင်းရဲ့ရေခုံသားကိုပုံမြန်စေခဲ့ပါတော့တယ်။သူထပိုင်းဟာအချိန်ဆချင်းမရှိပဲမြန်နိုးပိုင်းရဲ့လက်ဖွားနှုတ်ကိုနစ်ထရီရဲ့သူ့လက်နဲ့စုပ်ကိုင်းပြီးအခန်းထဲကိုဝင်လိုက်ပါတယ်။အခန်းတကားဟာသူရဲ့နောက်ကျောမှာတုံးချင်းစာပိတ်သွားခဲ့ပြီးအခန်းအထင်းမှာတော့မင်္ဂလာဆောင်ကြီးမှသာဖြစ်တဲ့ချစ်ချင်းမြတ္တာဟာတော်တော်နှုတ်ရဲ့နှုတ်သဘောလိုကြည်ပြမှုအောက်မှာ လွတ်မြောက်စွာရှင်သန်ခွင့်ကြတော့မယ်ဆက်ခံရတာကြရှိနေခဲ့ပါပြီ။တိတ်ဆိတ်နေတဲ့ခဲထဲမှာ40ရဲ့အတန်နဲ့သူတို့နှုတ်ဦးရဲ့ရခုံတန်းသားကြရှိနေခဲ့ပြီ။အချင်းရဲ့ထွတ်ထိပ်ကိုအမတ်ကြီးအဖြတ်ကျော်နိုင်မယ်။နောက်ထပ်ရှင်သန်တစ်ခုသာလိုအပ်ပါတော့တယ်။ခဏလေးတော့ရောင်စုံမီးလေးနဲ့ရုတ်တရက်ပြောက်ွဲသွားပြီးညရဲ့မီးရောင်မီးလေးအောက်မှာသူတို့နှုတ်ဦးရေးဆက်ပြီးဘာလို့ဆက်ဖြစ်ကြမလဲဆိုတာကိုတော့အခုဗီဒီယိုလေးကိုကြည့်နေကြတဲ့ကိုအမတို့ကပဲစိတ်တန်းကြတွေ့ပြီး ီစနေလေးကိုညီကိုကပ်ဖဲအဆုံးသက်ပေးလိုက်ပါတော့ရှင်။ဟုတ်ကဲ့ပါရှင်။ဝတ်တော်ရဒီကနေ့လေးဆက်မှုကိုတော့ဒီညမှာပဲရှင်းနာခွင့်ပြုပါရှင်။နောက်ရက်ဒီမှာလေကိုမတို့ခြိုက်တွေ့စေမဲ့ချစ်ဇလန်းကောင်းလေးတွေကိုပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ဝတ်တော်ရရန်ကုန် Audible Channel လေးကိုလည်းတိုးတက်နေ Subscribe လုပ်ခဲ့ကြပါအောင်ရှင်။